။ညီမပါရှင်ညီမဖို့ရောက်ရှိနေနေရကတော့ချင်းမညွရဲ့ housing project ကိုရောက်ရှိနေရပြီဖြစ်ပါတယ်။ international မှာဆိုရင်တော့ international school လေးရှိပါတယ်။ဆမီနာညီမနေဘူးအခဲကိုလိုက်ကြည့်လိုက်ရအောင် ဟာစင်ခွဲချက်လေးကတော့ချင်းမာရဟဲတုံမှာရှိတဲ့ single house အမျိုးအစား family resident တစ်ခုပဲဖြစ်ပါတယ်။အနည်းဆုံး2 square meter နဲ့အများဆုံး330 square meter ရှိရဲ့အိမ်ကြီးပတ်ဝန်းတဲ့အတွက်ကြောင့်မိသားစုဝင်များနဲ့ living area ချစ်တဲ့ချိန်တွေတဘောကြတင်ပါလိမ့်ဖြစ်ပါတယ်။ remote select ရပြီးမြေအိမ်မျိုးစားလေးကတော့ acacia လို့ခေါ်တဲ့ type M 2 square meter ပဲဖြစ်ပါတယ်။ဒီအင်္ဂလိပ်မှာဆိုရင်ရော4 bedroom 4 bed နဲ့ကပ်ပါဟဲ space ကတော့ damage လာတဲ့ parking space တွေပါပါတယ် ိုရင်တော့ညီမလေးတို့အထဲကိုလည်းကြည့်လိုက်ရအောင်ဒီအောင်မြင်မှာပဲလူကြီး area ကိုတွေ့ရမှာဖြစ်ပါတယ်။ living area က dining room နဲ့ဆက်ထားရဆိုတော့လုံးဝအခြေအနေပဲ။ဒီတော့မှဆိုလို့ရှိရင်ဒီထဲမှာအခြေအနေကိုတွေ့ရပါပါ။ ြင်နေတာတော့ကချင် area လေးဖြစ်ပါတယ်ဒီမှာဆိုရင်ဖြည့်စင်ဟဲ့ဒီမှာဆိုဆွတ်ပြီးလည်းပါတယ်ကိရှိအင်ဒီယာကြီးလုံးဝအကျင့်ပြီးပဲဒီမှာဆိုရင်ဒီကောင်းလေးတိုင်ရအောင်လို့ဒီလေးမှလည်းထားပြီးထားပါတယ်ဒါတော့ဆိုရင်ဒီမှာအကျင့်ပါ ။ဒီကနေ့ဝင်ခြင်းမှာတော့မာရှာဘန်နဲ့တခင်ရှိပါတယ်။ဆေးပကြည့်ရအောင်။ဒါကတော့အေခန်တခင်ဖြစ်ပါတယ်။ဒီမှာဆိုရင်ဒီကောင်းလေးတိုင်ရအောင်လို့ဗီဒီယိုမှာကိုအကျဉ်းလုပ်ပေးထားပါတယ်။ ဆိုရင် working process နဲ့တွဲလည်လည်ပါပါတည်ရေလုံးဝအကျဉ်းရယ်ဟိုးမှာဆိုရင်တွဲလည်လည်ရှိပါတည်ဒီခန်းလေးကတော့နောက်ဆုံး master bedroom ခန်းလေးဖြစ်ပါတယ်ပေါ်ထဲမှာရှိတဲ့ခန်းကြီးကတော့အကုန်လုံးကတော့တူတူပါပဲအဲဒီမှာမှာဒီခန်းလေးကတော့သူတို့ကြည့်ကြအနေနဲ့ story ထည့်ဖို့အတွက်အခန်းလေးတက်တက်ပါပါတယ် ိမ်ချမ်းမြေအကြံမျိုးဝယ်ဆောင်မှုကို Sky Innoham မှာဖော်ရွေပြီးစိတ်ရှိတဲ့ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်နော်။ကဲဒါဆိုရင်တော့အခုပဲ Sky InnoHub.com မှာထိုင်းနိုင်ငံရဲ့အင်ချမ်းမြေတွေအကြောင်းကို29ရက်ပတ်လုံးဝေရောက်လည်လာနိုင်ပါပြီနော်။